အားလုံးပဲမင်္ဂလာပါလို့ရှုဆောင်နှုတ်ခွန်းဆက်သလိုက်ပါရယ်မစတာ37ရက်2025တိုင်အောင်လမ်းပြပို့ဆောင်တော်မူသောသာဝရဘုရားကိုရှုဆောင်ချီးမွမ်းပါရယ်နာစင်သောယုံကြည်သောအားလုံးပေါ်မှာသူပဲယေရှုတင်ရှိပါရယ်ဆုတောင်းပေးတဲ့အတွက်ယေရှုတင်ရှိပါရယ်အရောက်စီတိုင်းဘုရားခင်ကောင်းချီးပေးပါစေဒီကနေ့လည်းယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ပေါ်ပြတော့ပါရယ်အများဖြစ် ယောရှုရဲ့ယုံကြည်ခြင်းကိုဖော်ပြလိုပါတယ်ယောရှုကယုံကြည်ခြင်းအဖြစ်ဘုရားတကူဘုရားရဲ့တကူတော်ကြောင့်ယေရီကောမြို့ကိုအနိုင်ယူခဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်ကျမ်းစာတစ်ပိုက်ဖတ်ပါမယ်ဟေဘေဝါရစာခန်းကြီး7ပိုက်ငယ်30ယေရီကောမြို့ကိုခုနှစ်ပတ်လုံးဝိုင်း၍လှည့်ပြီးမှယုံကြည်ခြင်းအဖြစ် မြုပ်ယိုးသည်ပြိုလဲ၏ဂျေရခောမြုပ်ရမြုပ်ယိုးကအမတန်မှခိုင်ခန့်ပါれအထွန်းမြုပ်ယိုးကအထုကဆက်နှစ်ပေရှိပါれအပြေမြုပ်ယိုးကအထုက6ပေလောက်ရှိတယ်အမြင့်ကတော့ဒေါင်အားဖြင့်32ဒေါင်ရှိတယ်ပေ40မီပါမြင့်တယ်အမတန်မှခိုင်ခန့်တဲ့ဂျေရခောမြုပ်ဖြစ်ပါれသူဟာဆိုရင်ပင်လေရေထက် ပေ950နိတ်တဲ့အတွက်ကြောင့်သူအဝေစီအတွင်းမှာရှိတယ်ဝေစီကိုကောင်းကောင်းရတဲ့အတွက်စွန့်ပြုံမျိုးလို့တောင်းမှာခေါ်ဆိုခြင်းခံရတဲ့ဂျေခုံမျိုးဖြစ်တဲ့ကပရှေးအစာရှေးအကြဆုံးမြုပ်တစ်မျိုးလည်းဖြစ်ပါတယ်ဘုရားခင်ကျင်ခဲ့တဲ့မြို့လည်းဖြစ်တဲ့အခုယေရခေါမြို့ဟာရှိပါသေးအခုယေရခေါမြို့ကကျန်းစာ အရာဖော်ပြတဲ့မြို့မဟုတ်တော့ဘဲနဲ့ခြားမြို့ဖြစ်တာကိုတွေ့ရပါတယ်အဲဒီဂျယ်ခေါမြို့ကိုတိုက်ခိုက်တဲ့မတိုင်ခင်မှာရပောင်း40လူဆင်ဦးကိုလွှတ်ပြတော့တော့ပြတော့စုံစမ်းခိုင်းတဲ့ရပောင်း40အတွင်းမှာအဲဒီအတွင်းမှာဆင်ဦးကပြန်လာတယ်တချို့ဆင်ဦးပြန်လာတယ်ဒီခါလက်နဲ့ ယုရှောကပဲဒီခါနန်ပြည်ကိုတိမ်ဖို့သူတို့ယုံကြည်တဲ့ကြံတဲ့ဆေဥကတော့မယုံကြည်တဲ့အတွက်ကျွန်တော်လာမှာတည်ဆုံးတယ်အဲ့ဒီခါနန်ပြည်ဝင်ဖို့မယုံကြည်တဲ့သူအကုတ်တုပဲပြန်ချင်တဲ့သူတွေညပြတယ်ခါလမ်နဲ့ယုရှောကိုစိတ်ဆိုးပြီးတော့ကြောက်တုံးနဲ့ပြဖို့တောင်းမှာပြင်ဆင်ကြတယ်သူတို့ ဤဒေတာကိုပြန်ချင်ကြတယ်ဒီအခါနံပြီမှာစိအနကအလုံးမျိုးတွေအင်မတန်မှထွားကြိုင်းတယ်ဆိုတဲ့အတန်ကြားတဲ့အခါမှာသူတို့ကငိုကြွေးပြီးတော့ခေါင်းဆောင်ပြီးပြီးတော့အကုတ်တုကိုပြန်သွားချင်တဲ့အခါကျတော့ဘုရားခင်ကသူတို့ဟာယုံကြည်မှုအားနေတယ်ဆိုပြီးတော့အသက်20အထက်အားလုံးဟာခန္ဓာပြီမရောက်ရဘူးဆိုပြီးတော့ပြောပါတယ်ဒါကြောင့်ဒီခဏ ဒီရောက်မဲ့ကိစ္စကိုတလအတော်တွင်ရောက်မဲ့ကိစ္စကနှစ်ပေါင်း40ဒီခန္ဓာပြရောက်ဖို့ကြာခဲ့ပါတယ်အဲ့ဒီနှစ်ပေါင်း40မှာအသက်20အထက်အားလုံးတော်ရင်မှာတည်ဆုံးတော့တည်ရဲ့မောရှိမိသားစုအာရုံမောရှိမိသားစုခလေမိသားစုနဲ့ယောရှုယောရှုမိသားစုပဲဒီခန္ဓာပြကိုဝင်တယ်ဒီခန္ဓာပြ မဝင်ခင်မှာကျွန်တော်ဘာသိရလဲဆိုတော့ဒီပရိညင်တတအကြောင်းကျွန်တော်တွေ့ရတယ်ပရိညင်တတထမ်းတဲ့သာရဖျားဤတတတော်ထမ်းတော်ဘရဟိတ်ချေဘွားသူဒီဂျောနန်ဤရေကိုနင်းတော်ခနာချင်းတွေမိညာရည်ဒီပြည့်၍ပုံပုံကြွလက်နေလိမ့်ဤသူတို့စီဘရဟိတ်ဒီကဂျောဒန်ဤကိုနင်းတဲ့ခါကျတော့ ယောဒာမြင်းသားတို့ရောက်ရေခြေပွားတို့ဒီရှံတော်ကြီးကိုနင်းတော့ခါဆိုတာဒီမှာကျွန်တော်တွေ့ရတယ်စီလာတော်ကြီးဒီတက်ရိုက်ပြီးဝေးတော်အရာအဲမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ဒီယောဒာမြင်းနှစ်ချမ်း꿰သွားတာကိုကျွန်တော်တွေ့ရတယ်ယောဒာမြင်းကိုကောင်းကောင်းဖြစ်ပြတော့ကီလာကာလာမြို့မှာသူတို့အခြေချပါတယ်အဲဒီမှာကြောက်ကိုယူပြတော့ ဒီအရှင်ဖျားလေးချင်းကိုပြီးတယ်ပြီးတော့ပတ္တခပွဲကိုကျင်းပတယ်အဲဒီဂျေရခေါမြို့အရှိလွန်ပြင်းမှာသူတို့အခြေချတဲ့အခါမှာဒီမာနမို့လေရက်စေသွားတယ်သူတို့ခါနံပြီးစရောက်တဲ့အခါမှာခါနံရဲ့အာအတိနာကိုစားရတဲ့အတွက်ကြောင့်ဖျားခင်နှစ်40လုံးတော့အောဖွဲပြင်ဆင်ပေးတဲ့မာနမို့ကရက်စေသွားတယ်ယောရှုကဒီเยရခို မြို့အနားမှာမျောကြည့်တဲ့အခါမှာလူတယောက်ဟာဓာတ်ကိုဓာတ်ကိုအိမ်မှထုတ်ကင်လေကန့်လိုက်ရက်နေတာသူမြင်လိုက်ရပါတယ်ဒါအဲ့ဒီခါမှာသူကထုတ်ထိုတုံမထာဝရဘုရား၏ဘူချီကိုအုပ်စုတော်ပို့မှုဖြစ်၍ယခုငါလာသည်ထာဝရဘုရား၏ဘူချီအုပ်စုတဲ့ပို့မှုကဒီယောရှုစီမလာပြောထင်ရှားတယ် ယောရှုကမြင်မှာပြည့်ဝပြီတော့ကိုကိုွေတယ်ထာဝရဘုရားရဲ့ပူချီပုံမူကပါပြောလဲဆိုတင်ဤချင်းင်းကိုချက်လို့တင်းနင်းတော့အရကမြင်မြဖြစ်သည်ဒီဘုရားရှင်ဟာလူအတွင်ဆောင်ပြီးတော့ဒီပုံမူအတွင်ဆောင်ပြလာတယ်လို့ဓမ္မပညာရှင်တချို့ကယူဆကြပါတယ်အဲ့ဒီခါမှာတေယောရှုမှတ်စာခန်းကြီး 6အပိုင်းငယ်20ဖတ်ကြည့်ရင်ထိုတော့နဲ့ညီတဘိုးကိုမှုတ်ရဲ့လူများတို့ဒီကြွေးကြော်ကြိုက်တဘိုးတန်ကိုကြား၍ကျေတော်တန်နဲ့ကြွေးကြော်ကြတော်ခါမြုပ်ရိုးဒီအကုံစီပြိုလဲ၍လူများအပေါင်းတို့ဒီမြုပ်သေးသူတက်တက်ဝင်ပြီးလီတိမ်ယူကြ၏တိမ်ယူကြလေဆိုတာကျွန်တော်တွေ့ရတယ်သူတို့မသိခင်လွင်ခဲတော့နှစ် 40မှာဒီပင်လင်ဘုရားခင်အချမ်းကိုပြဖြတ်တယ်အခုကဘုရားခင်တတတော်ကိုဇီပရဟိယသံပြီးတော့ဂျော်ဒန်လျှောက်တဲ့ခါမှာဂျော်ဒန်အချမ်းကိုပြတော့ဒီဂျေရခိုကိုတွားမယ်ဆိုတဲ့ခါမှာအင်မတန်မှခိုင်ခန့်တဲ့ဂျေရခိုဘလောက်ခိုင်ခန့်တယ်လဲဆိုတော့ဂျေရခိုမြို့တီချက်တီစွာပိတ်ထားလဲရှိရေထွက်တော်သူဝန်တော်သူတဆုံတယောက်မြတ်မရှိ အဲဒီခါမှာသာဝရဘုရားကဒီယောရှုကိုပြောတယ်ဂျေရခေါမြို့ယေရခေါမြင်းကြီးနဲ့တကွာခွန်အားကြီးတော်စစ်တရေတို့ကိုတင့်လိုက်နိုင်မှာအမီဆိုတော့ပြောလိုက်ပါတယ်အဲဒီခါမှာဘုရားခင်ကညွှန်ကြားတဲ့အတိုင်းပဲယောရှုကယုံကြည်ခြင်းနဲ့လုပ်တယ်ယုံကြည်ခြင်းနဲ့နာခံခြင်းတွင်တွေ့တာကိုကျွန်တော်တွေ့ရတယ်ဘယ်လိုပြောတယ်လဲဆိုတော့ ရေကောမျိုးကိုလှည့်ပတ်ကြမည်။ဣတိလစတိရဲ့ပေါင်းတို့သည်6ရက်ပတ်လုံးလှည့်ပတ်ခြင်းပြုကြရမည်။စိပရောဟိတ်9ရောက်တို့သည်တက်တာတော်ရှိမှယူဘလတပိုးခုနှလုံးကိုဆောင်ကြမည်။တတမနေ့၌9ရက်တိုင်အောင်မျိုးကိုလှည့်ပတ်၍စိပရောဟိတ်တို့သည်တပိုးကိုမှုကြရမည်။ယူဘလတပိုးကိုရှည်သောအတန်နှင့်မှု၍တပိုးတံကိုကြားလှူပေါင်းတို့သည်ကျဲသောအတန်နှင့် ကြွေးကြော်၍မြုပ်ရိုးတဲ့ကုံစင်ပြိုလဲရမည်ထိုအခါလူများတို့သည်တက်တက်တက်ကြရမည်ယောရှုအားမိန့်တော်မူ၏ဆိုတော့ယောရှုကိုမိန့်တော်မူတဲ့အတိုင်းပဲယောရှုကလည်းစီပရိုဟိတ်ကိုခေါ်ပြီးတော့ပရိရင်တက်တာတော်ထမ်းသွားတယ်ထမ်းခိုင်းတယ်တက်တာတော်ရှိမှဒီခုနှစ်ယောက်တို့ဒီယူဗလတဘိုးခုနှစ်လုံးကိုဆောင်းသွားတယ်ပြောတဲ့အတိုင်းလုပ်တယ်အဲ့ဒီခါမှာဒီ ဇိပရဟိတ်တရားတဖိုးကိုမှုလဲသွားကြစီနောက်တတတို့ဒီတက်တာတော်နောက်မှာလိုက်ကြတယ်ဒီသူရဲ့ရှေ့မှာလက်နဲ့ကင်တဲ့အဖွဲဒီလဲသွားကြတယ်အဲ့ဒီတရက်ဒီတဖိုးမှုလဲအာအတ္တမစကားတခွန်းကိုညမပြောရထိုနေ့ရောက်မှကြွေးကြော်ရမည်ဆိုထိုနေ့ဆိုတော့ ဒီခုနှစ်ရက်မြောက်မှာကြွေးကြော်ရမည်ဆိုပြီးပြောတယ်။အဲ့ဒီမှာဂျေရခုမြို့ကိုပဲသူတို့ဒီစီပရဟိရတဘုံမဟုတ်လေဒီတရက်မှာတချိန်လဲပတ်တယ်။အဲ့ဒီမှာနာနဲ့ဆောဆောယောရှုဒီထားရေစီပရဟိတူဒီသာရဖြစ်တာတော့ကိုထမ်းယူကြ၏။သာရဖျားဤတက်တာတော့ရှေ့မှာယူပြီးလားတဘိုးခုနှလုံးကိုဆောင်းတော့စီပရဟိခုနှစ်ယောက်တို့ဒီသွားမြဲသွားရဲ့တဘိုးမဟုတ်ကြ၏။ လဲနဲ့ကင်တို့ဒီတို့ရှိမှာသွားရေဇီပရဟိမြတဖို့မို့လဲသွားကြစီနောက်တတာတို့ဒီထာဝရဘုရားတက်တာတော်နောက်မှာလိုက်ကြဤဒါဆောစောပထမနေ့ဒုတိယနေ့လဲ6ရက်ပါလုံးအဲ့ဒါလိုပဲသွားကြပါတယ်ဘာစကားတမ်းမှမထွက်မထွက်ရဘူးတိုးတော်냐လဲပဲ9ရက်မြောက်တတမအချိန်တွင်ဇီပရဟိတီတဖို့မို့တော့ခါယောရှုကကြွေးကြော်ကြလော့ ထာဝရဘုရားကြီးတင်တို့အာမြို့ကိုပေးတော်မူဆိုတဲ့ခါမှာသူတို့ကအတန်ကျဲကြီးကြွေးကြော်ကြပါတယ်အဲ့ဒီဂျေရခိုမြို့ကိုဘုရားခင်ကချိန်ပါတယ်ဒါပေမဲ့ရွှေငွေကူ၎င်းကြီးဝါသစာတန်တစာရှိသမျှကိုထာဝရဘုရားဖို့တန်ရှင်းစီ၍ဘန်တော်ဘန္တာတော်ထဲသို့တွင်ကြရမည်မာတဲ့အတိုင်းပဲသူတို့ဘန္တာတော်ထဲကိုတွင်ကြပါတယ် အဲတပိုးမှုတ်တဲ့ခါမှာအတန်ကြေကြီးကျွေးကြော်ကြတဲ့တပိုးတန်ကိုကြား၍ကြေတော်တန်နဲ့ကျွေးကြော်တော်ခါမြို့ရိုးတဲ့ကုန်စင်ပြူလေသည်ဆိုတော့အဲ့ဒီမှာရှိတဲ့မြို့မှာအာထဲမှာရှိတဲ့ယောက်ျားမိမအကြီးငယ်တုံ့နှောက်မိရှိသမျှတို့ကိုဒါနဲ့ရှင်းရှင်းပြစီတာကိုကျွန်တော်တွေ့ရပါတယ်ဒီ ထိုခါယောရှုကကျင်သူဒီထာယရခိုးမျိုးကိုတည်ပြန်၏ထိုသူဒီထာဝရရှိတော်၌ကျင်အပ်တော်သူဖြစ်ပါစေဆိုပြီးတော့ကျင်လိုက်တယ်ကျင်တဲ့အတိုင်းပဲသူဒီတာဥလက်ထဏမျိုးယုတ်မျိုးကိုတည်၍တာထွေလက်ထဏမျိုးတကားကိုထောင်ဝါစေဆိုပြီးတော့ကျင်လိုက်တယ်ထိုတို့ထာဝရဘုရားဒီယောရှုနဲ့သူရှိတော်မူ၍ထိုတည်င်းဒီတပီလုံးနှံ့ပြကြော်စောလေ၏ဆိုတော့တွေ့ရတယ်အဲ အဲ့ဒီချိန်တဲ့ဟာကဘရင်အဟပ်လက်ထက်မှာပြီးဆုံးတာကိုကျွန်တော်တွေ့ရတယ်ဒီမှာကြည်ချင်းအဖြစ်စိတ်မတိုက်ရပဲနဲ့တဖို့မို့တဲ့အတန်းကျဲစွာဟိအော်တဲ့ခါကျတော့မြို့ယူဟာပြုတ်လဲသွားပါတယ်အင်မတန်မှခိုင်ခံတဲ့ဒါဟာယုံကြည်ခြင်းနဲ့ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်ဒီလောက်မြို့ယူပြုတ်ဖို့မလွယ်ဘူး ါမဲ့တဘုံမှုတဲ့အခါကျဖရာတကိုးတော်ကြောင့်မြို့ယူဟာပြိုလဲဒါကိုကျွန်တော်တွေ့ရတယ်ဒီဖရာခင်ရဲ့စကားတော်ကိုနားထောင်တယ်ပြီးယောရှုကဖရာကိုယုံကြည်တဲ့အတွက်ကြောင့်ဖြစ်တယ်ကပောက်ကြံခန်းကြီးစနစ်မှာဆိုရင်ငါပြလက်တန်းပြီကိုမင်းငါပြလက်တန်းတော့ပြီကိုသွားပါဆိုတော့အာဗြဟံကိုခိုင်းတဲ့ကမှာအာဗြဟံကတကယ်သွားတယ်မိုင်းပေါက်ထောင်ပါလို့သွားတယ် သူမသိဘူးဒါမဲ့သူယုံကြည်ခြင်းနဲ့သွားတယ်ငါခံတဲ့အတွက်ကြောင့်သူတကယ်လည်းရှေ့ရှေ့ခင်မျိုးကိုရောက်တော့တယ်ငါပြလက်တန်တော့မော်ရီတောင်ပေါ်မှာအိုက်အစ်ဇက်ကိုပူဇော်ပါလို့ပြောတဲ့အတိုင်းနဲ့သူပူဇော်လိုက်ပါတယ်ဒါပူဇော်တဲ့အတွက်ကြောင့်ဒီယုံကြည်ခြင်းနဲ့နာခံခြင်းတွေ့တယ်ဒါအာဖရမ်ကဘလို့ယုံကြည်လဲဆိုဘုရားခင်ဟာမတတ်နိုင် ရှိဘူးတည်တဲ့လူတော်မှာရှင်ပြန်စင်နိုင်တယ်ဆိုတာသူယုံကြည်လို့ဣဇက်ကိုတတ်ဖို့မောရိတောင်ကိုခေါ်သွားတာဖြစ်ပါတယ်ထိုနည်းလကောင်းပဲဒီကီတောင်ကိုလေဒီဒီအာတတ်တုမကတာ၃၀၀၀ထောင်နဲ့အင်မတန်မှညားပြတဲ့မီဒီယံပီအာမလက်အရှိပီသားဂလအုပ်ဒီဒဲလုံးညားပြတဲ့ဟာကို၃၀၀၀ထောင်နဲ့တိုက်ဖို့ကြဖရားခင်ညားသေးတယ် ဆိုတော့1000ကိုပြန်ခိုင်းတယ်တောင်းလဲညာတိတယ်ဆိုတော့300နဲ့ပဲတိုက်ခိုက်တယ်ဒါကီးတောင်ကလည်းဖျားတကူတော့ကြောင့်ညာပြတဲ့ရန်သူကိုနိုင်ရတယ်ဒါကြောင့်ဒီအခုယောရှုကဖျားရဲ့တကူတော့ကြောင့်ယုံကြည်ခြင်းကြောင့်မြို့ယူပြူချသွားတယ်ရေကုန်းမျိုးကိုအနိုင်ရတယ်ဆိုတော့ယုံကြည်ခြင်းပုံသက်တွေကိုကျွန်တော်တို့ယုံကြည်ခြင်း ကျွန်တော်တို့တယုံကြည်ခြင်းပုံတက်တဲ့ဖြစ်မယ်လို့ယုံကြည်ပါတယ်အဲဒါကြောင့်ဖခင်ကိုကိုးစားတယ်ဖခင်ရဲ့အလိုတော်အတိုင်းလိုက်လျှောက်တဲ့ယောရှုအသက်တာကိုကျွန်တော်အတွေ့ယုံကြည်ခြင်းပုံတက်တဲ့ဖြစ်ပါစေလို့ဆုတောင်းရင်အရောက်စီတိုင်းဖခင်ကောင်းချီးပေးပါစေ